ယသဝရရှင်သည် ဝေသာလီပြည်တွင်ရှိစဉ်အခါယဟန်တို့တတိရှိလျက်ဆင်ကျင်လျက်နေရာဤလို့ယဟန်ငယ်တို့အားကိရတာစိတ်မျိုးသိပ်ထားနိုင်စေရန်မာချာချက်သည်မိသည့်အမျိုးသမီးကြောင့်ဖြစ်ခဲ့ရပါသည်။ A. တာလာဝရီပြည်တစာ B. အံဘပါဠိပြည်တစာ C. တိတိမာပြည်တစာ D. ဝိမလာပြည်တစာသမီးစဉ်းစားဖို့အချိန်စက္ကန့်30 စပါပြီသမီးအဖြေရေးပြပါမယ်ဘီအမ်ဘာပါလီပြည်တန်ဆံပါပါဖျာဘီအမ်ဘာပါလီပြည်တန်ဆံဒီမှာဖျာဖြေပြောင်းမလားပြောင်းတော့ပါဖျာအဖြေမှတ်ထားပေးပါ P. M b M 爸巴利，辛苦啊，兄弟呗。苏杰，我 <noise> 姐，天天那些人没空演，啊，拼命搞到，忙忙了个命。 ကြာဖြူကိုဗုဒ္ဓဝန္တဗောဓုတတရဘွဲ့တစိတ်ကိုစုခူးနိုင်အောင်သင်ကြားပြတာပေးနိုင်ပါသဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆုံးလင်းဗုဒ္ဓဝင်ဖွဲ့ကြီးကဗုဒ္ဓဝန္တဗောဓုတဝိသိဋ္ဌနေရဒေတကစုကိုရှင်းမြင့်အနှင်းချင်းဖြစ်ပါれဖျာတောပြပါတော့ကြောင့်သုဒ္ဓဆုံးလင်းဗုဒ္ဓဝင်ဖွဲ့ကြီးဒုတိယဥက္ကဋ္ဌဖြည့်စုပူဇော်ဝဲဆိုင်ရာဥက္ကဋ္ဌဖြစ်တော်မူသောဒေါက်တာသူဇနကရှင်သူမြတ်မှာရှင်းပြပေးရန်ဖြစ်ပါれဖျာ သာဓုသာဓုသာဓုโอเคယခုစီစဉ်ကတော့ဒီကနေ့ဒွါတသမအချင်းမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင် ဖြည့်ဆူပူဇော်ပွဲမှာဝင်းနာစုကိုစုချင်းငွေကျက်320တန်းအထိအောင်မြင်စွာစခုရရှိခဲ့တဲ့ဝင်းနာစုရှင်တမိငယ်လေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဦးစိုးသိန်းကိုတိုင်ချီးမြှင့်ပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာဝန်တော်ဆုရှင်တမင်းငယ်လေးအားလက်ခံရယူပေးပါရန်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာဂုံပြူလက်ခုတ်တန်အခြေဆုံးနဲ့ချီးမြှင့်ပေးပါအောင်ခင်ဗျာ โอเคထပ်မံပြီးတော့ဝင်းနာစုရရှိတဲ့သမီးငယ်လေးတွေရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်းကြီးချုပ်ဦးစိုးသိန်းကစုချင်းမြင့်ငွေ15ဒိန်းထပ်မံချင်းမြင့်ပါတယ်ခင်ဗျာ ဗန္ဒာယီမူဤဒေါက်တာမြတီရာဆွေတင်ကိုတိုင်ကိုကြစုရှိမြင့်နိုင်ဖို့ဖိတ်ကြားအပ်ပါတယ်အလူရှင်များကနေပြီးတော့တူးလင်12သိန်းကျက်နဲ့စုပေါင်းပြီးတော့ ပထမဝေနာဆုရှင်အားလူဒန်းထားတဲ့ကုသိုလ်ရှင်များဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီပထမဆုရှင်ဝင်နာဆုရှင်ဒီညီမလေးအိကြဖြူပါဗောနော်ဒီပတ်စံသူအားလုံးဆုစုပေါင်း bonus တွေရောဒီမိကုံးအဖြေလို့ရတဲ့ဒီစုရေးငွေတွေရောနောက်ပြီးတော့သူ့ ဒီညမာလေးကိုပေါ့နော်အဲထပ်ပြီးတော့လှူကြတဲ့အလှူရှင်တွေရောအားလုံးငွေစုစုပေါင်းမယ်ဆိုလို့ရှိရင်သိန်း280ကျော်သိန်း300နီးပါး300ကျော်နီးပါးလောက်ကိုရတယ်လို့သိရတယ်ပေါ့နော်အဲ့ဒီအတွက်လည်းအရန်ကိုဂုံယူပါတယ်ကျွန်တော်ပတ်စံတပိုင်းရတာတပိုင်းထားလိုက်ပေါ့နော်ဒါပေမဲ့ဒီညမာလေးရဲ့ဒီ ဉာဏ်ရည်ထမျက်မှုတွေအရန်ကြိုးစားအားထုတ်မှုနဲ့အရန်တော်တဲ့ဟာတွေကိုကျွန်တော်တို့ကြည်ချင်းအဖြစ်ညီမလေးရတာနဲတော်နဲတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့နဲတော်မနဲဘူးအရန်အသိန်း300ကျော်နီးပါးဆိုတာအရန်များတယ်ပေါ့နော်ဒါပေမဲ့ညီမလေးရဲ့ပညာနဲ့ရှင်လို့ရှိရင်ဒါကဘာမှမပြောပါလောက်ပေါ့နော်ညီမလေးတက်အရန်ကိုဝန်တာခုံယူပါတယ်ခင်ဗျာအဲသူ့ရဲ့မိဘတွေအတွက်လည်းအရန်ဝန်တာခုံယူရတယ်ပေါ့နော်အဲညီမလေးရဲ့ဒီနောက်ကျောင်းကဒီအင်တာဗျူးတစ်ခုမှတွေ့တယ်ဆိုလို့ရှိရင်အဲညီမလေးကဒီလှိုင်းတရာအင်ဂျီ300တန်းဆိုလား200တန်းဆိုလားအဲ့ဒီမှာနေလို့တည်ရပဲနော် အတိရတယ်ပေါ့နော်အဲဆင်းရဲချို့တဲကြရတယ်ဗျာအဲတို့မိသားစုပါပေါ့နော်ဒီလိုမျိုးညီမလေးထိုက်ရိုက်တန်တန်စုတွေရရှိသွားတဲ့အတွက်အဲတော်တော်လေးကိုမှဝမ်းသာဂုဏ်ယူရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်လည်းအရန်ကိုမှဝမ်းသာဂုဏ်ယူပြီးတော့ပီတီဖြစ်နေရပါတယ်ခင်ဗျာအဲအခုဒီဗီဒီယိုကြည့်နေတဲ့အထဲမှာလည်းညီမလေးအတွက်ပေါ့နော်ဝမ်းသာဂုဏ်ယူတယ်ပီတီဖြစ်ရတယ်ဆိုလို့ရှိရင်လည်းအဲကိုယ့်ရဲ့ဒီ စည်စနာလေးတွေပေါ့နော်ရင်တွင်းစကားသံလေးတွေကိုထုတ်ဖို့ပြောကြားသွားပြီးဖို့ comment မှာရေးခဲ့သွားပြီးဖို့တောင်းဆိုချင်ပါတယ်အခုဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်လည်း like လေးတွေတယောက်တစ်ချက်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗီဒီယိုလေးကိုအဆုံးဒီလက်ပါကြည့်ရှုပေးကြရတယ်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဒီညမာလေးလိုပဲအရန်တော်ပြီးအရန်ထက်မြက်တဲ့သားသမီးလိမ္မာကောင်းလေးတွေလည်းမွေးဖွားနိုင်ကြပါလေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်ကဲအားလုံးပဲနောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်